ားလေးစာပါကျွန်တော်ရဲ့ RPR အာရခံမြန်မာ YouTube Channel လေးကနေ YouTube စာပြန်လေးကြိုဆိုလိုက်ပါလိမ့်ဗျာမြန်မာနိုင်ငံမှာအတိတ်ခံအင်အားစုတွေဘာကြောင့်စီးလုံးမှုမဖို့ဆောင်နိုင်ကြတာပါလဲမြန်မာနိုင်ငံတစ်ခုလုံးအတွက်ကန့်လန့်လာပြီဆိုရင်ဘုရှုပ်ဘလို့လုပ်မလဲဆိုတဲ့ EOD ရဲ့မိကွန်ကိုဘုရှုပ်ထွန်းမြတ်နိုင်ဘလို့ဖြေထားပါတယ်ဒီကနေ့တင်ဆက်ပေးသွားပါမယ်အဆုံးထိကြည့်ပြကြပါဦးဗျာရွက်ောက်ပွဲကိုကျွန်တော်ဘာကြောင့်ရွက်ောက်ပွဲမှာအတိတ်ခံနေရဲ့အနေအထားညီညွတ်မှုမဟာဗျူဟာပေါ့နော် ဒါတွေကိုလည်းကျွန်တော်မေးကျင်တယ်ဒါပေမဲ့ရေကောက်ပေါ်ရအမှန်ကန်တဲ့ဆိုင်တော့သူကတော့အချမ်းဖန်ဖြစ်ဖို့ရတာပုံများတာပေါ့ဆိုတော့ဒါပေမဲ့ခုနပြောသားတဲ့အထက်မှာဒီဟာပြောင်းတဲ့အခါမှာ accident တွေရှိတတ်တယ်ဟလာချိန်လန်းတွေမှားတတ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကိုယ်မှာယူထားတဲ့အာနာကိုမတရားအချမ်းဖတ်ယူထားတဲ့အာနာကိုတရားဝင်ဖြစ်အောင်လုပ်တဲ့ရွေးကောက်ပွဲလို့မြင်ကြတယ်ပြောကြတယ်ဝေဖန်ကြတယ်ထောက်ပြကြတယ် မကြသေးခင်ကပဲတခြားတိုင်းတောင်ဖွဲ့တွေကသူတို့ရဲ့ပြည်နယ်တွေမှာရုပ်ကဘလုတ်ခွင့်မရှိဘူးဆိုတာမျိုးတွေပြောတယ်ဒီစက္ကမဘက်ကလည်းဟလာဘန်မြို့နယ်တွေမှာပဲသူလုတ်မယ် face 1ဘလို့သွားမယ်ဆိုတာမျိုးတွေပြောပါပြီအခုဒီဇင်ဘာလမှာပဲကျွန်တော်တို့ရုပ်ကဘလုတ်ဖို့စီစဉ်ထားတာကျွန်တော်တို့ပြည်ရပါတယ်ဆိုတော့မကြသေးခင်ကပဲအေးအေးပြောရေးဆိုခွင့်ရှိသူအနေနဲ့ရခိုင်ပြည်မှာတော့ရုပ်ကဘလုတ်ခွင့်ပေးမှာမဟုတ်ဘူးလို့ထပ်ပြောတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဗိုလ်ချုပ်ထွန်းမြင့်နိုင် ဘယ်ဆက်ကနေပြောရကျွန်တော်တို့ကြားနေတယ်အနေထား position ဘယ်လိုရှိတယ်လဲဘာတွေမျောလင့်ထားလဲဘာတွေမျောမှန်းထားလဲဘာတွေတွက်ဆထားလဲတကယ်ဒီစီပတိပခနိုင်ငံရေးအကျက်တဲကိုနိမ့်မလက်မှန်အဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက်အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့ တကယ်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီငင်းချမ်းတဲ့နိုင်ငံရေးထပ်ပတ်ကိုကျွန်တော်ရှာမယ်။လုတ်တဲ့ဒီလုတ်ကိုအကောင့်ထဲပေါ်တဲ့အချိန်မှလည်းပဲတကယ်ပါဝင်တင်ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတယ်။သို့တော့ပါဝင်တင်ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကိုကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုတ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူ့ ဒါမတမာသောနိလနဲ့အဲဒီဒီထွက်ပေါက်ကိုအတုံးချတာပဲလို့ပြောလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလုံးဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါကရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့သောကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာဟာမယုံကြည်အပ်ဘူးပေါ့အဲကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှာလားမပြုမှာလားဆိုတာတကယ်ဆိုရင်မေးเสียရလဲမလို့ဘူးဖြေเสียရလဲမလို့ဘူးပေါ့ဘာဖြစ်လို့ဆိုတော့ ူလုံးလုံးမမရဘူးအဲ့လိုပဲပြောရပါနည်းအရွေးကောက်ဝဲဘီလိုင်းနိုင်ငံရေးခင်းချင်းသိသိဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေချို့သုံးသက်တာရှိပါတယ်အဲ့သုံးသက်တာတွေအများစုကတော့အလူဖုတ်တာတွေများပြီးတော့မားသွားကြတာများပါတယ်ဒီနေ့ဒီကာလမှာတကယ်တကယ်ပြန်ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကထိပ်ပိုင်းဗိုလ်ချုပ်တွေကဗိုလ်ချုပ်ကြီးမရောက်လိုက်ပါဝင်အတော်ကိုခုချိန်ထိစိုးရိမ်နေတာ ကြောက်လန့်နေတာသူတို့ရဲ့အသက်အန္တရာယ်သူတို့မိသားစုတွေရဲ့အသက်အန္တရာယ်အတွက်အကြီးအကျယ်ဆိုးရိမ်နေရစေဖြစ်တယ်ဆိုတော့အမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေတရုတ်နိုင်ငံအပေါင်းအရလည်းဒီရွေးကောက်ပွဲတည်တာ the only game in town ဆိုတဲ့ပုံစံမျိုးတွေစပြီးတော့ပြောလာတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီရွေးကောက်ပွဲကိုတော့သူကမဖြစ်ဖြစ်အောင်လုပ်မှာပါပဲ။အဲသူရဲ့ trap box တစ်ခုတည်းဖြစ်တယ်။ဒါပေမဲ့ဒါကမြန်မာပြည်သူတွေပြည်သားတွေတက်တိုင်းသားပြည်သူပြည်သားတွေတက်တခြားနိုင်ငံရဲ့အဖွဲ့အစည်းတွေအတွက် တော်လိုင်းရဲ့ဖွဲ့စည်းတွေအတွက်တော့ထပ်ပေါက်တစ်ခုတော့မဟုတ်ပါဘူးဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town အဲ the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ်းပေါ့အဲ့ဘောဘောမျက်မှန်စိမ်းတက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲ တကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် तू လူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာပြအသက်80ကျော်နေဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့သဘောကသူ့ရဲ့ဟိုလွတ်ပေးတဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေ तू လုတ်တင့်ပါလေအဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ပေါ့နော် အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်တိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဆိုတော့ဒါတွေကိုတော့ तू မလုတ်နိုင်ပဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အတိမတ်ပြုမှုကို तू ရနိုင်မယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကို လောင်းကြမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလဲတာကတော့ဘူဂျိုကြီးမင်းအောင်လဲကတော့ coward ပေါ့သူကတော့တရေဘောကြောင့်လူတယောက်လို့တရေဘောကြောင့်လူတယောက်လို့အများစုကသူတို့တက်ထဲမှာဟောဆာတတ်မှတ်ထားသူတယောက်ပါရေချင်းရေချင်းတော်တော်စင်ရန်ဝမ်းပါတဲ့သူတယောက်ပေါ့နော်အဲ့အဲ့ဒါတော့ကျွန်တော်ကဒီဖြစ်ပြီးပြောတာပါဖြစ်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့ခုနကျွန်တော်တို့ပထမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုက်အခံတွေကဘာလို့မငြိညွတ်နိုင်တာလဲဘာလို့မငြိညွတ်မစည်းလုံးနိုင်ရတာလဲ ။ဘာကြောင့်စစ်တပ်အစိုးရစစ်တပ်စစ်ကောင်စီစကမအပြင် alternative တခုဘာလို့မပြနိုင်ကြလဲ။ဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းနဲ့ကျွန်တော်လဲစောစောထောက်ပြခဲ့သလိုမျိုးဗမာတွေကဥဆောင်ပြီးမှ တိုင်းရင်းသားတစ်ခုတိုင်းရင်းသားအကုန်လုံးပါအောင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုပြုဖို့လဲလိုတယ် ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရန်လူမျိုးစုဆွဲပြီးမှတွေးတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုတ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်းသားကောင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ် ။ဘာဖြစ်လို့ဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်။တကယ်ကဒီဟာတွေကို တွေးခေါ်မြင်မျောနိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုပ်မယ်။ဒီဟာကဒီလိုတိဆောက်ရမယ်ဆိုရင်အာနည်းနည်းမျောလင်းချက်ရှိတယ် အဲသူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရန်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတော့ပေါ့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ခင်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပဲကျွန်တော်တို့လည်းဒီကိစ္စကိုတချင်ချင်းတော့ပြောလာမှာပဲအဲဆိုတော့ဒီညီညွတ်မှုတည်ဆောက်ဖို့ဆိုရင်အဲတကယ်ကျွန်တော်တို့ဘက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတယ်ပမာပေါ့နော်ဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟဲ့လား ဒီပမာလူမျိုးတွေတဲ့မှာပြည်တွင်းမှာပြပမှာရောအလားဒီတိုင်းသားကောင်းဆောင်တိုင်းသားတုံလိုင်းကောင်းဆောင်လက်နဲ့ကင်တိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာမျှော်လင့်ကြတာတွေရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်ကြာရှိစရာမလိုပါဘူးအဲ့တော့ကျွန်တော်တောင်နဲ့မေကွန်းမေးနေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့သတင်းစာဆရာတွေသတင်းတောက်တွေမေးတဲ့မေကွန်းတစ်ခုရှိတယ် အဲ့မိကွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘိုးချုပ်ထွန်းမြတ်နိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော်အပြင်တခြားတည်င်း community ကမေးနေတဲ့မိကွန်းတို့ကိုစားကျွန်တော်မေးပေးတာပါဟုတ်ကဲ့ ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအာရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအာခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့ တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအိန္ဒိယရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါမှမဟုတ်ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လုတ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှ ကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဘက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဘက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူး တို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအဆင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားကြရတော့ရှိပါသေးတယ်ကျေးဇူးတင်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အဲ့တော့စစ်တိုက်နေတဲ့အချိန်ဂျုံးကန်နေရတဲ့အချိန်စင်ကုန်မှုတွေထောင်နဲ့တောင်းနဲ့ရှိနေတဲ့အချိန်အကုန်သိခါနဲ့ရပိုင်ခွင့်တွေကိုပြန်ပြီးတော့တိုက်ယူနေရတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာ optimism နဲ့ the hope အကောင်းမြင်စိတ်နဲ့မျှော်လင့်ချက်ကိုနေ့စဉ်ဘလို့ကိုနဲ့မကွာထားဖို့ကြိုးစားရလဲအားလုံး share ပေးပါဦးဟုတ်ကဲ့ဒီစစ်ပွဲဆိုတာကပုံနိုင်တဲ့အချိန်ရှိတယ်နာတဲ့အချိန်လည်းရှိတာပဲနာတဲ့အချိန်တွေမှာကျွန်တော်တခြားဒီမြန်မာပြည်အလဲပိုင်းကဟိုစိတ်ပိုင်းဆိုင်ရာပေါ့တက်လွယ်ကြလွယ် ဟာဥမာစကစကမတွေကဥထောင်လာပြီတန်တမန်ရဲ့အတိမဲ့ပြုတ်လိုက်ပြီးရွေးကောက်ပွဲပြီးရင်သူကဘာဖြစ်တော်ရောမယ်ဆိုတဲ့ဟာမျိုးစိတ်ပူနေကြတာကျွန်တော်တို့တွေ့တယ်ကျွန်တော်တို့ဖက်မှာကြတော့ဒီစစ်ပွဲကြီးအတွက်ပေါ့လေတိုက်ပွဲပေါင်းများစွာတိုက်တဲ့ချိန်မှာကိုနာတာလည်းရှိတယ်နိုင်တာလည်းရှိတယ်နာတိုင်းလည်းကိုကယက်နာတော်လို့ရတာမဟုတ်ဘူးကိုရဲ့ရေမဲချက်ကိုမရရအောင်တိုက်ရမှာပဲတပွဲနာတော့တယ်နှစ်ပွဲနာတယ်ဆိုပေမဲ့ဒီဟာတွေကိုသင်ခန်းစာထုတ်ပြီးမှ ကိုကဒီဟာတွေနောက်ထပ်မမအောင်လုပ်ရရှိတာကိုလုပ်ရမယ်အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ကတောက်လျှောက်ဒီစိတ်ထဲမှာရှိပြီးသားကျွန်တော်တို့ရဲဘော်တွေရောတပ်မှုတွေရောဒီမြန်မာပြည်တပြည်လုံးကဒီတိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့ဗမာပါဝင်တော်လန်ရေးအင်အားစုတွေအနေနဲ့လည်းဒီစစ်ပွဲမှာရှေ့ပိုင်းပေါ့ဒီ2025ဒီဒီကနေရှေ့ပိုင်းမှာကိုယ်အသာစီးရနေတာပဲရန်သူဘက်ပေါင်းစုံကိုဝိုင်းပြီးမှဒီဒီ အချင်းကျက်ထဲရောက်နေတယ်စကားမတော်မှသူ तू အကောင်းဆုံးကြိုးစားတာပဲဒါကြောင့် तू ခဏတစ်ဖြုတ်အသာစီးရတဲ့ဟာကိုကိုကစိတ်ထဲကြားเสียအကြောင်းမရှိဘူး तू တောင်ဒီလောက်ခံနိုင်ရင် तू ့ကိုအနိုင်ရဖို့ဆိုရင်ဒီထက်ခံနိုင်အောင်ကိုကအာဒါတွေးခေါ်ရမယ်ကြိုးစားရမယ်ဒါအဆုံးမဟုတ်ဘူး तू ့ကိုအတိမတ်ပြမှုရတယ်ဆိုမယ်ကျွန်တော်စောစောပြောခဲ့သလိုပဲ तू ကစားနေတဲ့ဖဲကိုကိုလက်ထဲရအောင်လုပ်ရမယ်လေကျွန်တော်တို့ကြိုးစားเสียရတယ်အများကြီးရှိတယ်စိတ်ဆက်ကြားเสียအကြောင်းပါမရှိပါဘူး ဗိုလ်ချုပ်တွင်းမြေနိုင်အခုနိုင်ငံတကာအခင်းချင်း international system ကလည်းအာပျက်စီးနေတယ် the war order ကလည်းပြောင်းနေတဲ့ကာလပေါ့နော်အာဆိုတော့ဒါတပိုင်းခက်ခဲတဲ့အနေအထားတစ်ခုဒီကမ္ဘာလုံးဖြတ်တန်းနေရလို့လည်းပြောလို့ရပါတယ်အဲ့ဒီအချိန်မှာဒီမှာပြည်သူပြည်သားတွေကလည်းလွန်ခဲ့တဲ့လေးငါးဆယ်နှစ်ကစပြီးတော့ပို့ပြီးတော့ကြီးမားခက်ခဲတဲ့စိန်ခေါ်မှုတွေကြက်တဲမှုတွေ ရခိုင်ပြည်သူပြည်သားတွေပါဝင်ပေါ့နော်ဖြတ်တန်းနေကြတဲ့အချိန်တခုဖြစ်ပါတယ်သူတို့တွေကိုပြောချင်တဲ့ message ကပါလဲပေါ့အဲ့ဒါကိုကျွန်တော်သိချင်တယ်နောက်တစ်ခုကတော့ပြောချင်တာကတော့စစ်ကောင်စီပဲခေါ်ခေါ်စကားမှာပဲခေါ်ခေါ်သူတို့ကလူလူထောက်ခံမှုမရှိတဲ့လက်နက်ကန်ရန်ကနေတဲ့စစ်တပ်အုပ်စုတခုပဲဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်သွားမယ်လို့လဲကျွန်တော်ကိုယ်တိုင်ကမထင်ပါဘူးအဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နဲ့ပြောချင်တဲ့ message ကပါလဲ ရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရောဒါအပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရောအလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကားမတွေကိုအာပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတယ်နိပညာတခြားသောအခုညီတွေကိုပေးလာတယ်ဆိုတော့ သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေကပို့ပြီးမှတွေးထက်တန်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်သူအနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူးသူတော့ဒီအတိမတ်ပြုမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဒီပခမိတော့ကပို့ပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့တည်ရှိပြည့်စုံမှုလည်းပုံများလာမယ်။ဒါကြောင့်ကျွန်တော်တို့ဟာ တချို့ကိစ္စတွေကိုအရင်ဟိုဖွင့်ပြီးပြောတာထက်အခုဒီဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော်အလိမ်မာရှိရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘယ်လိုကောင်တာလုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ကိုက်နေတဲ့ဆုံးဖြတ်တစ်ခုချမှမြန်မြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စတိုင်းကိုပြောတဲ့တလောက်ပဲပြောပြီးမှလုပ်စရာရှိတာကိုပို့ထီအောင်လုပ်ရမယ် ဆိုတော့စီလုံးမှုအရာရောစူးစမ်းအထောက်မှုအရာရောကျွန်တော်တို့ကပို့ပြီးမှအားဆိုင်ရမယ်ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုလျှောက်ပြောတာလေတော်လည်းရေးတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲလေးနှစ်ဆိုတဲ့ဟာကာလကတော်လည်းရေးတစ်ခုမှအရင်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေရှစ်ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ်အချင်းချင်းမိခိုးပြီးမှဒီခီးကိုဆက်ကြတာပေါ့ဥပမာစကားမှာ အခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တောင်မှတော်လန်ရေးဆိုတော့ပြန်ပေါ်လာမှာပဲစစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲဒါကြောင့်ဒီဒီအခုရှိနေတဲ့ဒီတော်လန်ရေးလမ်းကြောင်းကနေပို့ပြီးမှအရင်ဆိုရင်ပေါ်ပေါ်ရောမှုတွေရှိတယ်ပေါ်ဆားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီယူပေါက်တွေကိုပိတ်ပြီးမှထိရောက်တဲ့တိုက်ပွဲတဒဏ်နဲ့ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလိုပါတယ်ဝေလိုတို့မြန်နိုင်အခုလိုဖြေချပေးလို့ကျေးဇူးအများကြီးတင်ပါတယ် இதுவாகும்